အားလုံးပဲမင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အနည်းဆုံးလူ20ကျော်သေဆုံးခဲ့တဲ့ဘုံတိုးရွာကသတင်းကျွတ်လာပြညဘုံကျဲမှုဗုဒ္ဓမြတ်စွာဘုရားတာဝရင်သာနတ်ပြည်မှာဝါရင်သုံးလတရားဟောပြီးလူပြည်ကိုပြန်ကြွလာတဲ့နေ့အဖြစ်ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတဲ့သတင်းကျွတ်လာပြနေ့မှာမြမပြည်အလဲပိုင်းအညာဒေသကရွာတရွာကိုစစ်တပ်ကဘုံကျဲခဲ့တာကြောင့် အနည်းဆုံးလူ20ကျော်အစုလိုက်ပြုံးလိုက်တည်ဆုံပြီးထဏ်ရာရသူအများပြားရှိတယ်လို့အဲ့ဒီဖြစ်စဉ်မှာကူညီခဲ့စေရေးဆောင်ရွက်ပေးနေသူတွေစီကနေသိရပါတယ်။အော်တိုဘာလ6ရက်နေ့သတင်းကြွလာပြီးနေ့ည9နာရီကျော်အချိန်မှာဇကိုင်းတိုင်းမုံရွာနဲ့ချောင်းဦးနယ်ဆက်ကချောင်းမြို့နယ်ဘုံတို့ရွာမှာသတင်းကြွမိထွန်ပွဲလူစီကားနေချိန်အင်ဂျင်တက်လေဒီပါရာမော်တာနဲ့စစ်တပ်ကဖုံးချေခဲ့တာပါ။တော်လရေးအကောင့်နဲ့ဘုံတို့ရွာမှာမိထွန်ပွဲနဲ့အတူစစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့မိထွန်ပွဲတပိတ်ပြုလုပ်နေချိန်မှာဘုံနှလုံးကျဲချခဲ့တာကြောင့် တည်ဆုံးသူတွေတဲ့ကလေးငယ်တွေနဲ့အယက်သားတွေအပါအဝင်တပိတ်ကောမဒီဝင်တွေလည်းပါဝင်တယ်လို့သိရပါတယ်။ဆက်လက်ပြီးစစ်တပ်ထံဖုံးသုံးဆွဲသူအချက်အလက်များပေးခဲ့သည့်တယ်လီနော့ကိုနော်ဝေတွင်တရားစွဲရန်ပြင်ဆင်နေတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တရားစွဲဆိုမည့်အကြောင်းကြားစာကိုတယ်လီနော့ကုမ္ပဏီထံပေးပို့ထားပြီးနော်ဝေအခြေစိုက်ကုမ္ပဏီသည်မြန်မာနိုင်ငံမှမထွက်ခွာမီတယ်လီနော့ကွန်ရဲ့အသုံးပြုသူများ၏အရေးကြီးအချက်အလက်များကိုစစ်တပ်ထံလွှဲပေးခဲ့သည်ဟုဆိုသည်။ ထိုစဉ်ကတယ်လီနော့အသုံးပြုသူ၁၈တန်ဝန်းကျင်ရှိပြီးလူပုဂ္ဂိုလ်ဆိုင်ရာအချက်လက်များဖြစ်သည့်အမည်နေရက်လိပ်စာမှတ်ပုံတင်နံပါတ်ဖုန်းခေါ်ဆုံးမှုမှတ်တမ်းဒီနေရာစသည့်အချက်လက်များကိုပေးခဲ့ခြင်းဖြစ်သည်ထိုချက်လက်များကိုအသုံးပြု၍စစ်တပ်ကတက်ကြွလှုပ်ရှားသူများနှင့်ပြည်သူများကိုဖမ်းဆီးခြင်းနှိပ်စက်ခြင်းထောင်ချခြင်းနှင့်တပ်ဖြတ်မှုများကျူးလွန်ရန်အသုံးပြုခဲ့သည်။ဆီယာနာသိမ်းပြီးနောက်တနည်းအကြား2022ခုနှစ်မတ်လအတွင်းနော်ဝေနိုင်ငံအခြေဆိုင်တယ်လီနော့လုပ်ငန်းစုက တယ်လီနောမြန်မာကိုလက်ဗနွန်တန်းကျွယ်တထေးပိုင်း M1 Crew နဲ့စစ်တပ်နှင့်ဆက်နွယ်သောစီးပွားရေးလုပ်ငန်းရှင်ဦးသိန်းဝင်းစော်၏ရွှေပြိုင်ဖြူကုမ္ပဏီအုပ်စုတို့ပူးပေါင်းထူထောင်ထားသည့် Investcan ကုမ္ပဏီကအမေရိကန်ဒေါ်လာ105တန်းဖြင့်ရောင်းချခဲ့သည်။၎င်းတို့ဝယ်ယူပြီးနောက်တယ်လီနောမြန်မာမှအတန်မြန်မာတို့အမိပြောင်းလဲခဲ့ပြီးလက်ရှိအချိန်အထိထိုအမိကိုအသုံးပြုနေသည်။2021ခုနှစ်စစ်တပ်ကအာဏာသိမ်းသည့်နေ့မှာယခုနှစ်အောက်တိုဘာလ3ရက်နေ့အထိနိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPPE စရင်များအရဖမ်းဆီးခံခဲ့ရသူ29,980ဦးရှိပြီးထို့ထဲမှ22,489ဦးမှာထိန်းသိမ်းခံရဆဲဖြစ်ကောင်းထို့သူများအနက်မှာ11,158ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဂျမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာကွယ်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်